အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လဲတန်းကိုမြောက်တာကြပြီဆိုတော့လဲတန်းဦးထွန်းလင်းချန်လန်းနဲ့လဲတန်းစင်ကြီးရချီရမုတ်တဲ့တန်းလေးမှာစားကျင်တာလေးလိုက်ပတ်စားမလို့ပါအားလုံးပဲဘလော်လေးနဲ့တူတူလိုက်ခဲ့ပါဦးခင်ဗျာ ဦးထွန်းလင်းချန်လန်းကတော့အမှတ်ရကြရအများကြီးပဲပေါ့နော်။တငယ်ချင်းတွေရှင်းပြီဆိုရင်ဒီဦးထွန်းလင်းချန်လန်းကိုပဲရှင်းပြတာများပါတယ်။ပြီးရင်လည်းဟိုကြီးဒီကြီးနဲ့မုတ်ပတ်စာပြီးပြန်ပြစ်တာများရယ်ပေါ့နော်။ဘလက်ဆယ်ဦးထွန်းလင်းချန်လန်းဘက်ကိုမရောက်တာကြပြီဆိုတော့ဒီနေ့တော့စားကျင်တာလေးလိုက်ပတ်စားတာပါ။ဦးထွန်းလင်းချန်လန်းဝင်ဝင်ချင်းပါပဲအရှင်ပေါင်းတဲ့တွေ့လို့အရှင်ပေါင်းလေးအရင်ဝင်လိုက်ပါတယ်။သူရှိမှဆိုရင်တော့အစုံရရယ်ပေါ့နော်။သူရဲ့ဆက်ထားတဲ့ဒီမြုပ်သီးအမှုတ်ကလည်းတော်တော်လေးကိုအရသာရှိပါတယ်။ အရှင်မောင်လေးဝင်ပြီးတော့နောက်ထပ်စားခဲ့တဲ့ဆိုင်လေးကတော့ဥထွေးလင်းချက်လန်းရဲ့အဆုံးကကိုလေးဆိုရဲကော်ပြန့်စိန်ကော်ပြန့်ကြော်ဆိုင်လေးပါသူရှိမှဆိုရင်တော့တပွဲကို1500ပဲပေးရပါတယ်သူကတော့နှစ်ခုပါတယ်ပေါ့နော်သူရဲ့ကော်ပြန်စင်အရသာလေးကစားလို့ကောင်းတဲ့ဆိုင်လေးထဲမှာပါပါတယ်။သူရဲ့အရှင်ကတော့အသက်ပေါ့နော်။ဆိုတော့ကဦးထူးလေးချန်လန်းရဖြစ်လို့ရှိရင်တော့ကိုလေးကော်ပြန်စင်လေးကိုစားခဲ့ပါလို့ပြောချင်ပါတယ်။ နောက်ထပ်သွားစားမဲဆိုင်လေးကတော့လှဲတန်းစင်ကြီးရရှိရမုတ်စည်းတန်းလမ်းကြားလေးထဲမှာပေါ့နော်ဒါကြက်သားတုတ်ထိုးပြီးလို့ရှိရင်မြန်မာတုတ်ထိုးလေးရပါတယ်။သူကတော့ဘာစားစားတချောင်းကို150ပဲပေးရပါတယ်။အနီရောင်လေးဆိုတာကကြတော့တချောင်း200ပေါ့နော်။ကြက်သားကတော့ခေါင်းစားချီဆုံးအကုန်ရှိတယ်လို့ကြာစံသုံးခောက်ဆွဲတုတ်တွေပါလေလည်းရပါတယ်။သူ့ရဲ့ကြက်သားတုတ်ထိုးအရှင်လေးကတော့မဆိုးဘူးပေါ့နော်။စားလို့ဖြစ်ပါတယ်။ဟင်းညိုလေးကကြတော့ပဲပင်ပေါင်းဟင်းညိုလေးပေးတယ်ပေါ့နော်။ဟင်းညိုကတော့အရသာပေါ့ပါတယ်။ လောက်လာတယ်။အရှိရကြပြက်ကိုနောက်ကနောက်ထပ်သွားစားမယ့်ဆိုင်လေးကကြတော့လှဲတန်းစင်ကီယာရှိတတဲ့ရာလှဲတန်းတင်ဆန်းဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးဖွင့်ထားတာစနေတာကာလရှိပြီလို့သိရပါတယ်ဒီဆိုင်လေးမှာဆိုရင်တင်ဆန်းအနမိတ်ကြီးရဲ့ပေါ့နော်အမျိုးပေါင်းတော့အမျိုး20လောက်ဝန်းကျင်ရှိပါတယ်ပြီးလို့ရှိရင်အသားပေါင်းလေးတွေပေါက်စီလေးတွေလည်းရပါသေးတယ် ပေါက်စီဆိုလဲပေါက်စီအကြီးပြင်းကိုမီနီပေါက်စီလေးလည်းရပါသေးတယ်။အသားပေါင်းကတော့ကြက်သားဝက်သားရရပေါ့နော်။ဒင်ဆန်ရဲ့ဈေးနှုန်းလေးကကြတော့ဘာစားစားတပွဲကို2000ပါ။အသားပေါင်းလေးကကြတော့တစ်ခုကို1200ပေးရပါတယ်။မီနီပေါက်စီတပွဲကကြတော့10ခုပါ1000ပါခင်ဗျာ။အသားပေါင်းလေးရဲ့အရသာလေးတော်တော်လေးကိုစားကောက်တဲ့နေရာမှာပါတယ်လို့ပြောလို့ရပါတယ်။သူ့ရဲ့ sauce ကကြတော့သူတို့ကိုယ်တိုင်လုပ်တဲ့ sauce လေးပေါ့နော်။ ဒီဆိုင်လေးမှာရောင်းတဲ့အစားအသောက်လေးတွေက ready made ကိုမသုံးဘဲနဲ့သူတို့ကိုယ်တိုင်လုပ်ပြီးတော့မှရောင်းချတာပေါ့နော်ဒင်ဆမ်းဆိုလည်းသူတို့ကိုယ်တိုင်လုပ်တာလေးပါပြီးရင် mini box စီလေးဆိုရင်အထဲထဲမှာ chocolate ပဲအစုံရှိရပေါ့နော် mini box စီလေးရကြတော့အရသာထူးထူးကဲကဲတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အစားလို့တော့ဖြစ်ပါတယ် ဆိုတော့လဲတဲ့မှာနောက်ထပ်စားလို့ကောင်းတဲ့ဆိုင်လေးရှိလို့ရှိရင်လည်း Bless ကို comment လေးမှာရေးခဲ့ပြီးအောင်เนาะလဲတဲ့စင်ကြီးရနဲ့ဥထုလေးရှန်လန်ဘက်ကိုရောက်လို့ရှိရင်လည်း Bless စားခဲ့တဲ့ဆိုင်လေးလည်းစားခဲ့ပါလို့ပြောချင်ပါတယ်နောက်ထပ် vlog လေးမှာလည်းပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်တတ်တာ